ရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ Japan Audio Book Channel လေးကနေကြိုဆိုလိုက်ပါရနော်။ဒီနေ့မှတင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့စာရေးဆရာချစ်ဦးညိုရေးသားထားတဲ့မမေ့သားတိုက်စစ်မှုဘောလုံးသမားဆိုတဲ့ဇာတ်လမ်းလေးရဲ့အစာဆုံးတင်ဆက်ပေးမှာဖြစ်ပါရဲ့ရှင်။ကျမတို့ရဲ့ Channel လေးကိုလည်း Like and Subscribe လုပ်ပေးဖို့လည်းမမေ့ကြပါနဲ့နော်။ဝိုးဟူသောတခဲနဲ့အော်တန်ကိုကြားရရင်ပင် အမလီလူတကာအထိတ်လန့်ဖြစ်သွားတတ်တော့ကျမရဲ့တားလီတယောက်ရှိပြီး ထိုသားလေးမှလည်းရှေ့တန်းတိုက်ဆက်မှုဘောလုံးသမားတစ်ယောက်ဖြစ်နေခြင်းမှာလောကရဲ့လှပပြီးတော့လှည့်စားချက်ပေးလားမသိ။အောက်ကစားဆိုတော့အရာကိုကျမကစိတ်လဲဝင်စားစိတ်ဝင်စားရကောင်းမှလည်းမသိ။အာဖရိကတောင်းတထက်မှကက်ပလီတူဟာမြဝင်ယူစုမှပိုလာဝဝင်တကောင်ကြောင့်ဘာမှသိမိခြင်းမရှိနိုင်သလိုကျမရဲ့အတိုးရဲ့အကြံလှုပ်ရှားမှုမှတ်သမျှထဲမှာအာခစားဆိုတော့ခံနာမပါရှိခဲ့ပင်အာခစားစိတ်သက် အာကစားဖြင့်တိုင်းပြည်လူမျိုးကုန်ကို မြင့်တင်အံ့အဆရှိသောစကားလုံးတွေကိုကြားနေရတော့လေတစ်ချက်လေးမှကျမစိတ်ဝင်စားဖို့မဆိုထားနဲ့အတွေးစိတ်ကူတက်ရောက်ကျင်တာမရှိခဲ့ပြီအဲ့ဒီလိုမိမသားတို့မှမှထူးချွန်သောဘောလုံးသမားတားတရကို ရရှိလာခြင်းမှာအတော့ကိုကြွားကြတော့ကိစ္စဖြစ်လာပါတယ်ဒါပေမဲ့တားရဲ့အောင်မြင်မှုတွေကို ကျမအတိမတ်မပြုတ်ပဲမရတော့အောင်ဖြစ်လာခဲ့ရပါတယ်အေခန်းနဲ့ကိုကြံဝေးတစ်ချောင်းမြင့် ကျမရှင်းလင်းတက်စင်ရမှာပဲရှိုးကေတဲ့ကတားရထားတဲ့စူပလာများတစိမ့်များနယံထက်မှာဘောလုံးပိုက်ထားတော့တားရဲ့ဓာတ်ပုံများစူတစိမ့်လက်ခံရယူနေတော့ဓာတ်ပုံများကို ကျမအသေးစားကင်ွယ်တန်ရှင်းပေးရတော့တယ်။တားရဲ့အာကစားဝိစုံများကိုရှော့ဖို့မိဖို့တိုက်ရမှာလဲသမီးကြီးနဲ့လှုပ်ပေးမထားတော့ပဲကျမကိုယ်တိုင်ဝင်းလှောက်ရှားဖြစ်ပါတယ်။နယံကပ်ပြီးတော့မှလဲကျမနဲ့အိမ်ဦးနဲ့တို့အတွက်စောင့်ထားတဲ့အိမ်သုံးစင်းများကိုတော်ရချောင်းနဲ့ပြောင်းရွှေ့က ။ဒါအတွက်အားစေလိန်စေပလင်းများဘူးများကိုသာစစ်စီနေရာချပေးဖြစ်လာပါတယ်။ထမင်းစားစပွဲပေါ်မှာလည်းကျမတို့ရဲ့ထက်ညက်ပလင်းစတုမတူ ပလင်းများနေရာမှာဒါအတွက်တည်တီးဖြော်ရီမိုင်လိုဟောလစ်ဘူးများကနေရာယူလာပါတယ်။တခုတော့ဝန်ခံရပါမယ်။ကျမဒါတွေကိုလုံနေချင်းမှာတားအောင်ချစ်တော့မိခင်မြတ်တာအကြောင်းရင်းခံတခုတည်းကြောင့်ပဲဖြစ်ပါတယ်။တားရဲ့အားကစားကို ကျမအဘေးဖြေဆွဲခြင်းမဟုတ်ရချင်။ဟို ဟာတပုံမြင်လေးတဲ့ကမိမကြီးပြောသလိုပဲဘောလုံးလေးကတစ်လုံးနဲ့လူတွေကအယောက်20လောက်ဝိုင်းလူကန်နေကြရတာကိုတဲ့ရတစ်လုံးစီပေးလိုက်ပြီးတော့ကွယ်ဆိုတဲ့အဆင်မျိုးထက်ကျမမပူပေဒီမြပင် ကျမဟာအားကစားဆိုတာနဲ့ဝေးကွာသူဖြစ်ပါတယ်စပို့မင်းစပရေးဆိုတော့စကလုံးကိုသိပါတယ်သို့တော့ဒါကိုဆက်လက်တွေးတော့ဘူးကျမဘယ်တော့မှမကြိုးစားခဲ့ပါဘူးအားကစားဆိုတာလူတယောက်ရဲ့ဘဝဖြစ်တင်ရှင်တန်ရေးမှာလိုအပ်သလား ဘလောက်တိုင်းနာတီလိုအပ်တယ်လေတိုင်းပြည်လူမျိုးကုန်ကိုအာကစားနဲ့မြစ်တယ်နေဆိုတာဘယ်လိုပါလဲကျမမတွေးရွတ်တက်ရအမှန်ပါတခါတခါတော့တားရဲ့မိခင်အနေနဲ့ကျမအစွမ်းရှိသလားတွေးကြည့်မိပါတယ်ကိုးပေါက်တဲ့ဘောလုံးဝင်အောင်တွေးနိုင်တာခီးဝေးကြီးကိုပြေးပြီးရှေ့ဆုံးကပန်းဝင်သွားတာတန်လုံးတန်များဆိုတာကိုအဝေးကြီးရအောင်ပြစ်နိုင်တာဒုတ်ရှိကြီးနဲ့ထောက်ပြီးတက်သားတဲ့အမြင့်ကြီးလို့အောင်ခုန်နိုင်တာပုံစံအမျိုးမျိုးနဲ့ရေကူးနိုင်တာအင်း ဓာရီလုံနိုင်တော့ကဘာဖြစ်လာမှာလဲစစ်မှန်တော့ပြိုင်ဆိုင်မှုသည်တိုးတက်မှုကိုမွေးဖပေ၏တဲ့လူသားတို့ဤတန်နဲ့ကိုနိုင်ကပင်လည်းအပြိုင်မှုကိုနှိမ့်ချတတ်၏တဲ့အဲ့အဆူအမိတ်တွေကိုလည်းကျမဇောတကမတက်ချင်ပါအင်းဒါပေမဲ့ရုပ်ခဏကြီးကိုရရှိလာပြီးကလေးကအတွင်းအပြင်အာဃာတနာတွေနဲ့ပြိုင်ဆိုင်ကြရပြီဖြစ်တဲ့ဘဝကြီးမှာအပြိုင်လွန်ဆွမ်းမှုတွေကိုထပ်ပြီးရှာကြအောင်ပါလေလားထားပါတော့လေ ကျမဟာအာကစားနဲ့ပတ်သက်လာရင်နယ်လက်ဘင်းတော့မိမသားတယောက်သားဖြစ်ပါတယ်။အင်းဒီလိုမိခင်မျိုးမမဒီလိုသားတယောက်ထွန်းပေါက်လာတယ်ဆိုတာကတော့ရက်ကွက်အတွင်းလမ်းအတွင်းအပြေးပြိုင်မဲ့ဘောလုံးပွဲများမှာတားလေးစုတွေစားရပြီဆိုကြဲကကျမရင်ဖို့ရပါတော့ရဲ့။တားရင်မတော်တဆလဲပြုတ်ပြီးကျိုးပဲ့သွားမှဖြစ်။ကျမသိတာဟာဒါပဲဖြစ်ပါတယ်။ကျောင်းလက်ရွေးစင်ရက်ကွက်လက်ရွေးစင်မျိုးနဲ့ခရိုင်စသည်ဖြင့် တာဟာအသက်ရွယ်နဲ့အမျှတစားတစားတက်လာပါတယ်။တာရဲ့ဝါသနာနဲ့ထူးချင်မှုကိုဖယ်မိခင်ကကန့်လက်ဖြစ်နိုင်ပါလေ။ကျမမှာစိုးရင်စိတ်များကိုပွေးပိုက်ထားရင်ကပဲတာရဲ့ပျော်ရွှင်မှုကို ကြည်နူးခြင်းတဝက်စိတ်မပါခြင်းတဝက်ဖြစ်ခွင့်ပြုရပါတော့တယ်။တာတို့ဖေကကျမကိုပြောတတ်ပါတယ်။ဟေးမင်းဖက်နေစာအုပ်ထက်ကနတ်ရှင်တော်ဟာကိုလီရိုက်ကစားနေမှာချန်ပီယံတယောက်လေကွာ။မင်းရဲ့ကြော်စာဆိုတာရောကျင်းသားရရင်နဲ့ စစ်ထတိုက်ခဲ့တယ်မဟုတ်လားယောက်ျားတယောက်ရဲ့ကိုယ်စိတ်ကြံ့ခိုင်မှုမှာ စပုတ်တစ်ဟာရေးပါတယ်အခန်းခဏကွာအကိုကြီးကကဘာကျော်မြမကျော်ကစားသမားတွေကိုတတိကြီးရွတ်ပြပါတယ်ဘော်ဘီဘို UCPU ပီလီမာယာဒိုနာဘက်ကီယိုဘာဟာဒူအေးမောင်ကြီးလှထေစတိုင်းကျော်မင်းမသည်တန်းတူအောင်မျိုးလန်ဝင်မောင်မအူဝင်းအောင်တန်းဝင်ဇော်ဝင်းနိုင် မိုဟာမက်အလီကွာအိုးဂျေးဆင်ပတ်ဆင်ကွာပြီးတော့ယော့ဂီမာစီယာနိုမိုက်ကယ်ချန်မြအေတင်မောင်နီဂျနီဖာတင်လီခင်ခင်ထွေးမမမင်းအကူကြီးကိုစကားပြန်ပြောဖို့အင်အားလည်းမရှိဝါသနာလည်းမပါတော့ကျမဟာစားဆောင်ချို့ကိုထုတ်ပြလိုက်ပါတယ်မိုနီကာဆဲလက်တင်းနစ်ကွင်းထဲမှာပင်ဓာတ်ထုတ်ခံရခြင်းစတက်ကပီဂရက်ရဲ့ဖခင်ကြီးအခွန်ရှောင်မှုဖြင့်တရားစွဲခံရခြင်းဘောလုံးသမားအက်စကိုပါ ကနက်ဖြစ်ခင်ရချင်းတရင်များအဲ့ဒီစာဆောင်ထဲမှာပါရှိပါတယ်။အကိုကြီးကစာဆောင်များကိုဖတ်ပြီး ကျမကိုကြည့်ကောင်းမင်းကငကိုကလေးကအာကစားနဲ့ဒုံဝင်ရတဲ့ထဲတားအပေါ်စိုးရင်စိတ်တွေကလွန်ကဲနေအောင်မင်းအတွက်အာကစားကြောက်စိတ်ဆိုပြီးဖိုးပြီးဝေါ်ဟာတဲ့တခုထွင်ရမလို့ဖြစ်နေပြီလို့တားထရိနေစင်းနေရာတို့ ထောက်ခါတက်လီပါတယ်။ကျမကတော့တားပြန်လာရင် ရေချိုးဖို့ယူနေတန်ရင်လိန်စေးဘူးတွေထုတ်ရင်နွားနွတ်ကြုံရင် ားလေဘေးမတင်ရမကရှိပါစေလို့မြစ်တာဖို့ဆူတောင်းနေမိပါတယ်ဆူတောင်းဆိုလိုတာကျမတတိထားမိဒီမှာတားလေရဲ့အဖွဲအသင်အနိုင်ရပါစေလို့ကျမတခါများဆူမတောင်းဘူးကြောင့်အမတ်ရလာပါတယ်တက်ဆက်တဲ့တွေးမိတဲ့မှာတားရဲ့အောင်မြင်မှုအတွက်လေကျမတခါများဂုံယူဝမ်းမြောက်ခြင်းမရှိခဲ့ဘူးတော့အချက်လေးဖြစ်ပါတယ်အာစင်ရဲ့အသင်ကခြေတက်လာရင်တိုက်စမှုနဲ့အားပြည့်ထားရင်တော့ဖဖေးအေးကွာဒါပေမဲ့မန်ချက်စတာယူနိုက်တက်ရဲ့အရှိန်ဝါ ူတို့အတော်စ조사ပြိုင်ကြရလိမ့်မယ်။ယူနိုက်တက်ခန့်စင်ဟာတစ်ချိန်ထဲမှာထိုးစစ်အကွက်ကိုဆင်ပေးနိုင်တာ။အခုတိုင်းကတော့ပရီးမီးယားလိပ်ပွဲစဉ်မှာ6သင်းလက်ကတော့အပြိုင်ဆိုင်ပဲဖြစ်ဖြစ်ရဲ့90စစ်မှာတော့အဖြေတွေတမျိုးထွက်လာမယ်ထင်တယ်။ကြည့်ကြည့်ထားဟဲ့နောက်တန်းလူတွေကိုဖြိုပြဲပြန်အောင်လုပ်ညာတွေးလာ။ကွင်းလဲကိုပြန်ဆင်းအောင်ပရီးရဲ့ဆင်တာပဲ။ဂိုးရှိမှဟင်းလေးဖြစ်သွားတဲ့နှစ်ဆင့်ပေးလောက်နဲ့ပဲဂိုးအတွင်းမှာတွေးလာကွာ။တာ ပရီးမီးယားလိဘောလုံးပွဲများလာတော့စနေနေ့လေးလယ်ပိုင်းဆိုရင် TV ရှေ့မှာသူတို့သားဖားနဲ့အတန်ဖြစ်ပွက်လုံးညံနေတတ်ပါတယ်။သူကိုယ်တိုင်ကအားကစားသမားမဟုတ်တော့လေဘောလုံးပွဲကိုအသေးလေးကြိုက်တတ်တော့ကျမရဲ့ခင်မွတ်တယ်ဟာတကယ်ဝိုင်းပရိသတ်ဖြစ်ပါတယ်။သူရဲ့ဝိုင်းပရိသတ်မြင်ဟာတအားအတွက်ကြီးစွာတော့အထောက်ပံ့ဖြစ်စေမယ်လို့လည်းသူယုံကြည်ပါတယ်။အကိုကြီးဟာသူ့ရဲ့ကိုပိုင်သုံးစိတ်များကိုရှော့ချကတအားအတွက်အားကစားစာဆောင်များ အားကစားပစ္စည်းများဝယ်ပေးခြင်းဖြစ်လေဒါရအဖြစ်ပေးတတ်ပါတယ်။အဲ့ဒီအခါဖခင်ဖြစ်သူရဲ့ကိုရောစိတ်ပါမြေတော်မြအဘေမျိုးကိုခံယူသည်ရှိတော့တားဟာလေပိုရစ်ပိုရစ်သာ တက်ကြွလာပါတော့တယ်။သူတို့တားဖောက်ကြည့်ပြီးကျမမသာရင်တမမတီဗီဘောလုံးပွဲများကြည့်နေကြတဲ့တားဖာအတွက်ကော်ဖီသွားချပေးစဉ်မျက်နှာလွှဲထားတဲ့ကြားမှာအမှုမဲ့ကြည့်လိုက်မိတဲ့ခဏဘောလုံးသမားတရားခွေခနဲလဲကြထန်းစင်နဲ့ထုတ်သွားတာမျိုးမြင်လိုက်ရပြီဆိုရင်တော့ ကျမရင်တုံပန်းတို့ဖြစ်လာကတွေးစီတောတောက်ယူရပါတယ်။သူတို့သားဖာကတော့ထန်းစင်မော်ပသွားသူတန်းစိတ်မရအောင်ပင်းနေတယ်မပေးသိမ့်ဘူးဖဖေရဲ့ဒါပေါ့ကွာဟိုကောင်ဒူးချိတ်ထုတ်ပြီးခုံလာလဲကြည့်အောင်မှာပေါ့ဘော်ဒီပို့နဲ့ကစားကြတာပဲတွေ့လားကပတိန်နဲ့ဒန်လူကြီးစီမှာကွန်မလီတက်နေပြီဟောကပတိန်ကိုအဝါကပ်ပြလိုက်ပြီဖဖေအင်းဘာပဲဖြစ်ဖြစ်ကြည်ကောင်းပြီပေါ့ကွာအချင်းက၁၂မိနစ်ပဲကြံတော့တာကွာ အကိုကြီးတို့တခုပြောမှ ဖြစ်တော့မယ်လို့ကျမဆုံးဖြတ်လိုက်ပါတယ်။အာဆာနီသူ့ရဲကမိခင်ဆိုတဲ့ဘွဲကိုအမေရီဟာမလွဲတာလို့ခံယူလိုက်ရပါအကိုကြီး။ဖြစ်နိုင်အမေရီဟာသူတို့ရဲ့သားတွေကိုရင်အုပ်မကွာပဲထားချင်ကြပါ။ဘယ်မိခင်မှသူတို့ရဲ့သားကိုစင့်ပြပြင်ရှိရမလွတ်ချင်ကြပါဘူး။အာဆာနီသူ့ရဲကောင်းရဲ့မိခင်ဆိုတဲ့ဘွဲကြီးကိုလည်းသားရဲ့အသက်သွေးနဲ့လည်းမပိုင်ဆိုင်ချင်ကြပါဘူး။မတက်တာလုံလို့တာပါ။ ဖတ်ဖို့တော့ဝိတုတပုတ်ထဲမှာစကားချို့ကိုကိုးကားပြီးကျမရေရွပြတ်လိုက်တော့ခါတားရဲ့ဖေဖေဟာကျမကိုအထူးဆန်းလှုပ်ပြီးငေးကြည့်ပါတယ်မင်းဘာတွေပြောနေရလဲတားကအခုမြို့နယ်လက်ရွေးစင်ဖြစ်လာပြီလေပြီးတော့ရှေ့တန်းတိုက်ဆက်မှုတဲ့ဘောလုံးတည်င်းမှာဒီလိုနေရအင်မတန်အနည်းငယ်ကြည့်ရမဟုတ်လားပြိသက်ထောင်းတောင်းဟာတားကိုလက်ခုပ်ဩဘာတန်နေနဲ့အားပေးနေချိန်မှာကျမကတော့တားလေးတစ်ခုထိခိုက်သွားမှာပဲတစ်ချိန်လုံးပူပန်နေရတယ် ိတ်ပြတ်စွာ သူ့ကျမကိုကြည့်ပြီးတော့ကြုံဖူးပေါင်ကွာကိုသားရဲ့ထူးချုံကြော့ကြားမှုမမြင်နိုင်မဲတဖက်ကလှဲ့သွေးနေတဲ့မိခင်မျိုးမင်းဟာအနိဋ္ဌအာယုံအမြင့်မဲအနိဋ္ဌအာယုံအမြင့်မဲပြောပြောဘာပဲပြောပြောအနေရကြပေါပေါက်လာတဲ့ထူးချုံကြော့ကြားမှုကိုကျမအယတာမတွေ့ရအမှန်ပဲအိုးတားအတွက်ခုံယူတာမယူတာတွေကိုပြောတာမဟုတ်ဘူးတားအတွက်စိုးရိမ်တာဟာမိမရဲ့မင်းလို့လားဆိုရင်တိုက်ပွဲတို့အခက်ခဲတို့ ယောက်ျားကောင်းလို့ဆိုတာပေါ်လာစရာမရှိတော့ဘူးခတ်ပါကွာဒီစကားများတအားသွားမပြောလိုက်နဲ့မင်းယူဆတားရဲ့တိုးတက်မှုကိုနောက်ဆန်တရားလောက်တို့ဖြစ်နေပြီတအားကိုချစ်တဲ့စိတ်နဲ့မို့ကျမတအားမပြောပဲအခုချို့ပြောပြနေရပေါ့တအားကိုတိတ်တိတ်မြောက်မပေးပါနဲ့လို့အမမင်းရဲ့တာငါမြောက်ပေးစရာမလိုပဲသူ့ဘာသာသူပါရမီထူးချွန်တဲ့ဘောလုံးသမားဖြစ်နေရဗျာအကိုကြီးကနေရံပေါ်မှာတားပေါ်လုံးပိုက်ထားသောတပ်ပုံကို တစ်ချက်နမ်းကြည့်ပြီးပြောပါတယ်။မင်းရဲ့အတွေ့လွမ်းနေရဲ့အတွေ့တွေခောက်နေရဲ့အမန်သားရဲ့တောက်ပြောင်နေအနာဂတ်အတွက်ငါတို့ကတခြားအရေးကြီးတဲ့အချက်တွေနဲ့ဆုံးမသတိပေးရမှာ။တွေ့နိုင်တဲ့အန္တရာယ်တွေကိုကြိုတွက်ပြရမှာ။မင်းပြောတဲ့အန္တရာယ်မျိုးမဟုတ်ဘူး။ဘာအန္တရာယ်တွေလဲ။ဟင် အကိုကြီး။ကျမပူကြီးစိုးရင်သွားပါလေ။ထူးချုံနဲ့အာကစားသမားတိုင်းလိုလိုမှာတွေ့ရကြုံရတတ်တဲ့ဟာရီပေါ့။ဥပမာဒူကောင်းဆန္နာမျိုး ဘဝင်မျက်နှာမျိုးအတင်းအဖွဲစိတ်မရှိပဲငါမငါဆိုရဲအတားကြီးလာတာမျိုးအင်းနောက်တစ်ခုကလောင်ကစားဆိုပါတော့ဘောလုံးလောကမှာရှိတတ်တဲ့လောင်ကစားချင်းများလက်အပေးယူများကြောင့်အကိုကြီးကဆက်ရှင်းပြပါတယ်ထူးချွန်ကြော်ကြားမှုကိုအတုံးချတတ်ကြတဲ့မတမာသူတွေရှိတယ်ငွေကြေးစည်းစိမ်အခွင့်အရေးတွေနဲ့ဖျားယောင်သွေးဆောင်ကြတယ်အဂတိတရားတွေရှိတယ်ဒါတွေကိုငါတို့သားရှောင်ရှားနိုင်အောင်တောက်ခတ်နိုင်အောင်တုံ့နေဆုံးမရမယ် တကယ်အနေရဲဆိုတာအရာတွေကွာအာကစားသမားကောင်းရဲ့ဖြူစင်းတဲ့နှလုံးသားနဲ့တကွာဘဝတစ်ခုလုံးမှာဖျက်ဆီးမဲ့ဟာတွေပေါ့မင်းစိုးရင်တင်တာအဲ့ဒီအပိုင်းကွာဖရဖရသူပြောပြမှာပဲတားလေရှီကီးမှာမမြင်နိုင်နဲ့အနေရဲရှိနေသေးကြောင်းကျွန်မသိလာရပါတော့တယ်အကိုကြီးကအာကစားလောကရှိလောင်ကစားမှုကိစ္စများကြောင်းကျမကိုအသေးချရှင်းပြပါရစေ။ပြိတ္တအချင်းချင်းလောင်ချင်းပြိတ္တနဲ့အာကစားသမား ဒိုင်လူကြီးနဲ့ပြိတန်အသိအဖွဲ့ချင်းနားလည်မှုဒိုင်လူကြီးနဲ့အာကစားသမားအလိုလေးလေးရှုပ်ထွေးပွေလီနေတော့လမ်းကြောင်းတွေလမ်းကြောင်းတွေညလာပါကလာအကိုကြီးကစကားတခွန်းလေးနဲ့ဆွာဆိုပြီးအဆုံးတက်လိုက်ပါတယ်ဒိုသားလေးကအခုဆိုရင်ကို့အသိန်းတို့ကဂိုးအများဆုံးရဂိုးသွင်းနိုင်တဲ့တိုက်စစ်မှုဖြစ်နေတယ်ဘောလုံးစကားနဲ့ပြောရရင်ခြေလေးပြင်းနေရတဲ့အခွင့်အရေးကိုလည်းအတုံးချတတ်တယ်ခေါင်းတိုက်လည်းကောင်းတယ် တပတ်တဲ့နောက်တန်းကိုလည်းထိုးပေါက်မှွေနောက်နိုင်တယ်။တိုက်စစ်မှုကောင်တယောက်ရဲ့အရေးသွေးတွေတော်တော်များနေပြည့်စုံနေဘောကွာ။အင်းတို့များတို့သတိဆုံးမရမှာကတိုက်စစ်မှုတယောက်အနေနဲ့အာကစားလောကရဲ့မလူလားအတဲ့အနေရီအဖြက်စီးတွေဘလို့ကောက်ခွဲဘလို့ဖြတ်ထုတ်ရမယ်ဆိုရဲခန့်ဆက်ပဲ။အကိုကြီးစကားဆုံးမှာကျမကောင်းတဲ့သူရောက်လာတော်သေးမှာအခရီးတရားလေးပါဟုသောအရာပင်ဖြစ်ပါတယ်။အော်တက်လုံကောင်းခြင်းဆိုတဲ့စကားရဲ့ တကယ်အနဲ့အတိတ်ပဲကိုသားလေးသဘောပေါက်အောင်ကျမရှင်းပြရအောင်မယ်။သားတို့အတင်းအုပ်စုပထမရခဲ့တာဖိုင်နယ်ပွဲများတို့တက်ခဲ့ပြီလို့ဆိုပါရယ်။သားဟာစက်ရော့ကိုပါဘောလုံးမှာနှိမ့်မြုပ်ထားခဲ့ပါရယ်။ဖေရီလောက်သူကလည်းသားနဲ့သူအချိန်ပြည့်လိုက်ပါပေးပါရယ်။အဲဒီနောက်ရှုံးထက်ပွဲစဉ်အစင်းစင်များတယ်လေသားတို့အတင်းအနိုင်ရကနောက်ဆုံးဘောလူပွဲသို့တက်ရောက်သွားပါရယ်။ကျမဟာအိမ်မနေ၍သူတို့သားပါပြောင်းရောင်းမဲ့အချိန်ကို ရှင်တထိတ်ထိတ်ပြင်းစောင့်နေမိပါတယ်။ထူးဆန်းတာကတော့တားတော့တင်ဘိုးဆွဲပါစေလို့ကျမစုမတော်စဘူးစုတောင်းနေမိခြင်းဖြစ်ပါတယ်။ကျိုးပန်းအထုံမှုရဲ့အသေးပွင့်ဖြစ်တော့အောင်မြင်မှုကိုတားလေးခန်းစားစီလိုပါတယ်။ဘိုးလူပွဲဖြစ်တဲ့အလျောက်သူတို့မိကုံရကုံကစားကြတော့မှတေးချပါတယ်။တားဟာ အကောင်းဆုံးအနေထားဖြင့်ပွဲဝင်ရန်အသင့်ဖြစ်နေကြောင်းအကိုကြီးကပြောပြပါတယ်။ဘယ်တော့ကမှသူနဲ့မတူအောင် ာဟာသူ့ကိုယ်သူယုံကြည်မှုအပြည့်ရှိနေလို့လဲဆိုပါတယ်။ကိုသွဲချံမြန်ဟူသောပရိသတ်ကပေးတဲ့ပွဲဖြစ်တားလေးရှင်ပြိုင်တော့မယ်။ဖျားပြာအကိုကြီးတရီပေးဝေဖန်ထားတော့လဲတားအတွက်ကျမမစိုးရိမ်မနေနိုင်ပေ။ရှေကုံရေခန့်ကစားမဲ့ပွဲမျိုးဆိုရင်တစ်ဖက်အတင်းကစားများဟာတိုက်စစ်မှုချန်ပီယံကိုဥပဒေပေါင်းအတွင်းမှာဖြစ်စေပြင်ပမှဖြစ်စေအနာတရဖြစ်အောင်ဆက်မကစားနိုင်အောင်ချိုးတက်ကြရည်လို့ကျမကြားဖူးပါတယ်။တားလေးဟာသူတို့အတွက် ကြောက်ရအကောင်းဆုံးတိုက်စစ်မှုဖြစ်နေတဲ့အတွက်တောက်အောင်ချို့ဖို့သူတို့ဖះရှင်နဲ့တမတေဝနတ်မြတ်များဆောင်မတော်မူပါတာလီဘေးအနေကင်းရှင်းပါစေတားတို့အတင်းအနာရပါစေညာရှင်းနိုင်လောက်မှတားအဖပြန်ရောက်လာကြပါတယ်တားတို့အတင်းဖိုးဆွဲကြောင်းနှစ်ကိုးစီတရေကြနေရမှာအနိုင်ကိုတားဟာတွင်းယူခဲ့ကြောင်းတားဟာအကောင်းဆုံးအာကစားသမားစုကိုလည်းရခဲ့ကြောင်းကျမညနေကပဲတရင်ရခဲ့ပြီးဖြစ်ပါတယ် ဂုံမြူဧကံပွဲတခုတက်နေရ၍တားတို့ညီနက်မှပြန်အောင်လာခြင်းဖြစ်ပါတယ်။ဧကံပွဲမှာဘာတွေကြွေးမလဲမသိ။ကျမကတားအတွက် သူ့ကြိုက်တဲ့ကြက်ပေါင်းမြူဆန်ပြုံးနဲ့အကိုကြီးထွက်ကော်ဖီပအောင်ခင်နဲ့ကြက်ဥတို့ကိုပြင်ဆင်ထားပြီးအိမ်ပေါင်းဝါမှစီးကြပါတယ်။တားဟာဘေးမသိရံမခပဲအောက်ပွဲနဲ့အတူပြန်လာခဲ့ပါတယ်။ဝမ်းတာကြည့်နုံမှုဂုံယူအတတ်မှုအိုးတားအတွက်ပီတိဝေဒနာများအတွက်ကျမစကလုံးရှာမြပါ့။ မမေဟုအော်ခေါ်ခါတာဟာအတင်းဖွင့်ထားသောကျမရင်ခွင်ထဲသို့ပြင်းဝင်လာပါ၏စစ်လက်တန်ဆွမ်းသောတာကိုတဝိတပိုက်ကြီးဖတ်ထားရင် ကျမမျက်ရည်လဲလာပါ၏ကဲမအေကြီးကမျက်ရည်ထင်းစားစရာတွေလှုပ်ဟိတ်မင်းသားအိတ်ခံပွဲမှာတစ်ချိန်လုံးအိမ်အမြန်ပြန်ချင်လာပြီမမေကိုတွေးချင်လာပြီနဲ့တဖွားဖွားပြောနေဟာဟင်းကိုကလည်းမင်းဖြော်တဲ့ကော်ဖီပဲတတိယနေရသမင်းစားစပွဲမှာကျမတို့မိသားစုဝိုင်းထားလိုက်ကြပါတယ် ။သမီးကြီးကသူ့မအတွက်ဂုံပြူလက်ဆောင်ကိုတကူတကရွှေဆက်ကိုဖဲ့ပြဖြင့်ထုတ်ပိုးချင်အောင်နေပါတယ်။ဖေဖေတာပြောရတော့မလား။အေးပြောတော့လေကွာ။အတိုင်ဖောက်လုံနေတော့တာဖာမြကို နားမလည်နိုင်စွာ ကျမကြည့်လိုက်ပါတယ်။တာဖာမြစလုံးလေးနဲ့တည်ကြည့်နေကြရဲ့လို့ကျမထင်ပါတယ်။မမေတို့ตาပြောစရာရှိတယ်။မြူစွာတောက်လိုက်ပါအောင်ကွယ်။ဟင်အင်း အခုပဲပြောမှဖြစ်မှာဖဖေကတော့ပွဲပြီးပြီးချင်းตาပြောပြီးသွားရင်အဲ့ဒါမမေကလည်းအခုပြောချင်တယ်နားထောင်လိုက်ဟေးမအေးကြီးตาရေနုငယ်ရွှင်လဲမျက်လုံးအင်ညာအင်ဒရီရင့်ကျက်နေကြပါလေဒီနေ့ final ပွဲမှာနှစ်ကိုးစီဖြစ်နေရောအချိန်ကလေ10မိနစ်လောက်ပဲကြံတော့တယ်မမေရဲ့ခိုးဘက်ကလေသတင်းလုံးခန့်စစ်ပိတ်ဆို့ထားရင်တကွင်းလုံးနဲ့အတန်တွေဟိမ့်နေရပဲအဲ့ဒီအချိန်မှာตาဘောလုံးရလာရင် တားရီမင်းမမေနားလည်အောင်ပြောဟုတ်ကဲ့ပါဖေဖေအဲ့ဒါတားသူတို့လူမြောက်ဖောက်ပြီးဘောလုံးဆက်တယ်သွားရင်သူတို့ဂိုးစင်းနောက်ရောက်နေပြီဘယ်ဘက်ကတားဆွဲယူသွားတော့သူတို့နောက်တန်းတယောက်ကတားနဲ့ရှင်ပြီးလိုက်တယ်ကျမအတက်နိုင်ဆုံးရုပ်ပုံဖော်ကြည့်နေမိပါတယ်အဲ့ဒီလိုလာရင် ဖြတ်ရင်းမော်မမေရဲ့အဲ့ဒီနောက်တန်းကလူဟာတားထက်လူကောင်းလေကြီးတယ်အဖြက်လဲကောင်းတယ်နောက်ဆုံး ဂိုးရှိရောက်နေတဲ့တားရဲ့တွဲဖက်တိုက်စစ်မှုစီကိုခေါင်းတိုက်ဖို့တားဘောလုံးပေးမယ်အလုံးမှာတားလဲကြသွားတယ်။ဖျားဖျားတားလေးပါများဖြစ်တားလဲကြသွားနဲ့ဒိုင်လူကြီးရဲ့ခရရနဲ့ပေါ်လာတယ်မမေအဲ့တော့ပြစ်တံပေါ်တတ်မှတ်တယ်ဂိုးစီအေရိယာမှာ ဖြစ်တာမို့ဒိုင်ရပင်နေဒီပေးတယ်ဒီပင်နေဒီဘောကိုတဲပြီးကန်ရတာဂိုးသမားနဲ့တားနှစ်ယောက်သေးပေါ့သူ့ရဲ့ဘဲဘဲထောက်နေကိုတားအေးစီပဲလှိမ့်ဘောကန်သွင်းလိုက်တာပဲ ဲ့ဒါအနိုင်ကိုပဲမမေအနိုင်ကိုရရှိပုံကိုပြန်ပြောရမှာအဘဲကြောင့်တားရဲ့မျက်နှာနဲ့လေတန်းဟာတက်ကြွလန်းဆက်မှုမရှိပဲအေးဆက်ခြောက်သွေ့နေပါတလေကဲကျန်တာငါဆက်ပြောမယ်အကိုကြီးကလေအေးဆက်ခြောက်သွေ့မင်းသားလဲကြသွားလို့ရတဲ့ပင်နေတီဟာမရတဲ့နဲ့ပင်နေတီဖြစ်နေတဖက်နောက်တန်းလူဟာရှော့ထုတ်ပြီးဝင်ဖြက်လိုက်တာဘော်လုံးမယ်သူဖြက်တာလူကိုလောက်တာမဟုတ်ဘူးဒါပေမဲ့ သူဝင်တဲ့အချိန်တားတဲ့လာတဲ့အချိန်နဲ့ကြောင့်တားလဲကြသွားတာလူချတာလုံးဝမဟုတ်ဘူးကွာဒါကိုအမှန်တိုင်းသိသူဟာတားရယ်ဟိုနောက်တန်းသမားလေးရယ်ငါနဲ့ပြိတ်တဲ့အချို့ရယ်အင်းပြီးတော့ဒိုင်းလူကြီးရယ်တခုခုကိုကျမနားလည်လာတယ်လို့လို့ခန့်စားရပါတယ်တားဟာပြောပါလောက်အောင်လေအနာတရမရှိခဲ့ဘူးလူအချခံရလို့ပုံပြက်ပန်းပြက်လိတ်သွားတာမျိုးလည်းမရှိခဲ့ဘူးဒါပေမဲ့ဒိုင်းကတော့ဒါကိုပင်နေဒီတတ်မှတ်လိုက်တယ် ရှင်းရှင်းပြောရရင်ဒိုင်းကပင်းပေးတဲ့ဘောလုံးပဲဒိုင်းလူကြီးရဲ့ခရတန်းဟာမတန့်ရှင်းဘူးလို့ငါအသေးစားပြောရတယ်။ကဲတားဆက်ပြောမင်းမမေကိုမင်းကိုယ်တိုင်ပြောချင်တယ်ဆိုတဲ့စကားတွေတားရဲ့မျက်လုံးများပကတိကြည်လင်နေပါတယ်။အနိုင်ကိုတလုံးတားကန်သွင်းခဲ့တယ်မမေဒါပေမဲ့ဒီဘောလုံးကိုမကန်ခင်ရော ကန်လိုက်စင်ပါရောကန်ပြီးခိုးဆိုတဲ့အတန်ကြီးထွက်လာချိန်မှာ哦အခုမမေကိုပြောပြချိန်အထိဒီဘောလုံးအတွက် ဒီကိုအတွက်သားခြေထောက်တွေကိုသားပြန်ရှက်နေမိရဲ့သားကျင့်သားရနေတဲ့ခြေထောက်ကဂိုးပေါက်တွေဝင်အောင်တွန်းနိုင်ခဲ့ပြီမေဒီကိုအတွက်သားစိတ်ထဲမှာဘလို့မှကျင့်သားရမှာမဟုတ်ဘူးမမေသားအောင်ငေးကြည့်ရင် ကျမမျက်ရည်လေးလာပြန်ပါတယ်အဲ့ခံပွဲမှာလင်းသားဟာဒီအကြောင်းသူ့အတင်အုပ်ချုပ်သူမန်နေဂျာနဲ့လူကြီးတွေကိုပြောဖို့စူးစမ်းခဲ့တယ်ဒါပေမဲ့သူတို့တွေကဘိုးဆွဲလို့ဝမ်းသာနေလို့လားဒါကိုကြားအောင်မကြားချင်လို့ပဲလားမသိဘူးဘယ်သူကမှ တားပြောတာအရေးတူမယ်လောက်ကြအောင်ဂုံပြုတ်စုပေးပွဲတွေဆက်လုပ်ဖို့ဆွေးနွေးနေကြရင် နောက်ဆုံးတော့ငါ့တားကိုဖြောင်းပြရတယ်မင်းမမေကိုပဲပြောပြကွာလို့မင်းမမေကိုပြောပြခြင်းဟာကမ္ဘာလောကကိုပြောပြခြင်းပဲလို့အကိုကြီးကိုကျေးဇူးတင်စွာကြည်နေမိပါတယ်တားရဲ့မျက်နှာလေးကို ပူနွေးစေကြက်ပေါင်းမြူးဆွမ်းပကံရဲ့တလူလူလွင်းသက်ခိုးချက်စေအငွေများကြားမှတွေ့နေရပါတယ်ဤအခိုးငွေများဟာတားရဲ့ ကိုရောင်ကိုဝါများလို့ကျမမှတ်ထင်လိုက်ပါတယ်။မျက်မျက်ဖြူစင်သောတာမတရားမှုဖြင့်အနာရခြင်းကို မလိုချင်တော့တာဒါရဲ့အကတိမကင်းသောဆုံးဖြတ်ချက်ဖြင့်ရလိုက်သောခွင့်ရေးနဲ့အနာရလက်ကိုမနှိမ့်မြတော့တာကျင်သားရတဲ့ခြေထောက်ကဂိုးပေါက်ထဲဝင်အောင်တွင်းနိုင်ခဲ့ပေမဲ့ဒီကိုအတွက်သားစိတ်ထဲမှာဘလို့မှကျင်သားရမှာ မဟုတ်ပါဘူးမမေးတဲ့ကျမရဲ့သားလင်းဟာသူ့ရဲ့ကံညာဝိရိယအလျောက်ပိုရိပ်ပိုရိပ်ထင်ရှားကြော်ကြသော ဘောလုံးသမားတယောက်ဖြစ်လာခြင်းမှလည်းဖြစ်လာပါမယ်။မြို့နယ်ပြည်နယ်တိုင်းနောက်ဆုံးတိုင်းပြည်လက်ရွေးစင်အထိဆိုပါစို့။ဒါအတွက် ကျမရခင်ကလို့စိုးရင်ပူပန်ခဲ့ခြင်းများယခုအခါမရှိတော့ပေ။တောင်းဟုအတော်တန်ကျမစိတ်ချယုံကြည်နိုင်ခဲ့ပါတယ်။တိုင်းပြည်ကုံဆောင်အာကစားသမားစိတ်တက်ဝိညာဉ်မြင့်မြတ်သောနှလုံးသားယောက်ျားကောင်းနှလုံးသားစားတဲ့ဝိတ္တရာဝိတ္တတာများဖြင့်ကျမမချဲ့ထွင်တတ်ပါဘူး။ ။အော်မမေတာဘောလုံးကွင်းထဲမှာတာမကလူဘဝဆိုတဲ့ကွင်းကြီးထဲမှာပါဒီစိတ်ထက်လေးကိုတာအစင်တဆိုင်ပွေးပိုက်သွားနိုင်ပါစေလို့ကျမလိုက်လေပြင်းပြစုပေးနေမိပါတယ်။ပြိတ္တများရှင်အခုတင်ဆက်ပေးခဲ့တဲ့ဇလန်လေးကတော့စာရေးဆရာချစ်ဦးညိုရေးသားထားတဲ့မမေတာတိုက်ဆက်မှုဘောလုံးသမားဆိုတဲ့ဇလန်လေးရဲ့အစအဆုံးတင်ဆက်ပေးခဲ့တာဖြစ်ပါရှင်။ဇလန်လေးကိုနားဆင်ပြီးပြီဆိုတော့ကျမတို့ရဲ့ channel လေးကို လိုက်အပ် subscribe လုပ်ပေးဖို့လည်းမမေ့ကြပါနဲ့နော်။နောက်နေ့တွေမှာလည်းဘလူဇလန်လေးကိုတင်ဆက်ပေးမယ်ဆိုတာစောင့်မျှော်ကြည့်ကြည့်အပိတ်ခဲ့ကြပါဦးနော်။နားဆင်အပိတ်ခဲ့ကြတဲ့ပရိသတ်များအားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေရှင်။